ဒီနေ့မှာကျွန်တော်တို့ pro state ကင်စာအကြောင်းပြောကြမယ်။ဒါဟာကမ္ဘာတဝန်းရှိအမျိုးသားတွေအတွက်အများဆုံးဖြစ်သောကင်စာတစ်ခုဖြစ်ပေမဲ့အိန္ဒိယမှာတော့ pro state ကင်စာအကြောင်းကိုမကြာခဏမပြောဆိုကြပါဘူး။အသက်50ကျော်သောအမျိုးသားများတုံးမဟုတ်ကင်စာသမိုင်းရှိသောမိသားစုဝင်များဒီ pro state ကင်စာဖြစ်ပွားနိုင်မှုအနေရမြင့်မာသောအကြောင်းအရာများဖြစ်သည်။ pro state ကင်စာတွင်အမျိုးသားများသည် စီးသွားရာတွင်အခက်ခဲရှိခြင်းစီးကိုမကြာခဏသွားရခြင်း စီးတဲတွင်တွေးပါခြင်းသို့မဟုတ်အောက်ပိုင်းပိုက်တွင်အနှဲငယ်မအီမတာဖြစ်ခြင်းကဲ့သို့သောစီလန်းကြောင်းဆိုင်ရာယောဂါလက္ခဏာများကိုခံစားရနိုင်သည်ထို့သောအများသောအားဖြင့်လူနာများတွင် လက္ခဏာများမရှိနိုင်ပါဒါကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြီးအလွန်အရေးကြီးပါသည်ယူရှင်သောတွေးစစ်ဆေးမှု self prostate အထူး indigenous နဲ့ prostate စစ်ဆေးမှုတို့ကိုဘယ်ဖက်လုပ်ခြင်းဖြင့် အလွန်အကျိုးရှိပါသည် ပရိုစတိတ်ကင်ဆာကိုယောဂါရှာဖွေတွေ့ရှိပြီးနောက်တွင် မျှော်လင့်ချက်ကိုဆုံးရှုံးရန်မလိုအပ်ပါခွဲစိတ်ကုသမှုတောင်ကြီးကုသမှုဟော်မုန်းကုသမှုဓာတုကုသမှုနဲ့အခြားသောဤပညာတိုးတက်မှုများကဲ့သို့သောကုသမှုရွေးချယ်စရာများများစွာရှိပါသည်ဤနေရာ၏ Apollo Cancer Center တွင်အဖွဲ့အစည်းတစ်ခုအဖြစ်ကျွန်ုပ်တို့ဒီလူနာများအတွက်အသင့်တော်ဆုံးသောကုသမှုရွေးချယ်စရာများကိုရွေးချယ်ပြီးသူတို့၏အသက်ရှင်နိုင်ခြင်းနဲ့နာလန့်ထူနိုင်ခြင်းလမ်းကြောင်းကိုပိုမိုကောင်းမွန်စေရန်ကြိုးစားပါသည်